ဒီဘလိုလေးမှာပြောကြားသွားမယ်အကြောင်းအရာများသည်မူလပန္တာတပဝရဏတုဝိမန္တကတုနဲ့ပါရဇိကအထကရာတို့မှာပါရှိသောအကျင့်တိလပြည့်ပြားနေတဲ့အာလိစီပုဂ္ဂိုလ်တွေကိုဝေဘန်ရှုံချနှိမ်နှင်းသွားမှာဖြစ်တဲ့အတွက်အထက်ကြီးကြံကူးမပါပဲဗျံဗရာပြောပြီးသာသနာညှို့နှောင်းအောင်လုပ်တယ်လို့များထင်မြင်ယူဆချက်ရှိခဲ့ရင်ဆရာတော်တန်ဃာတော်ရှင်သူမြတ်များအနေနဲ့ဖြစ်စီလူဝိတောင်ပုဂ္ဂိုလ်များအနေနဲ့ပဲဖြစ်စီ ခိုင်လုံတဲ့တက်တည်တက်ကာယများနဲ့အတူအချင်းမွေတရားဆွဲဆူနိုင်အောင်လို့ဒီလူဒီမျက်နှာဒီအတန်ဒီရုပ်နဲ့အလစ်စီနှိမ်နင်းရင်းဗီဒီယိုဘလော့တွေကိုရိုက်ကူးတင်ဆက်မျှဝေပေးနေတာဖြစ်ပါတယ်ခင်ဗျာဒီပေးသည်များကြားသည်များဒီမင်းတို့တိုင်းတော်မီတော့လေအောင်မင်းပဲဒုညာကြလိမ့်မယ်ဒါရီဆရာတော်ဖရာကြီးရဲ့ဓမ္မဒီပနီကျမ်းမှာဆိုရင် ယခုအခါသာသနာတော်၌ဝိနည်းတတ်လူများပေါ်များ၍ဝိနည်းတရားနဲ့မညီသောယဟန်တို့အားကိုးစိုးပက်ဆက်ပြောရဆိုရချင်းပြီးသာသနာတော်ကောင်းဖို့သည်ဟုဆုံးမတော်မူခဲ့ပါအဲ့ဒါကတော့သာသနာတော်တန်ရှင်း၏အတွက်ဘုရားခွင့်ပြုတော်မူတဲ့အတိုင်းအလိစီတို့အားဝေဖန်ရှုံချနှိမ်နှင်းသောအလုတ်လုတ်တဲ့ပုဂ္ဂိုလ်များ၏အပေါ်မှာယဟန်ပညာရှိလူပညာရှိများ၏အမြင်လည်းဖြစ်ပါဒီဂူဒီယုံမှာဆိုရင်လူတယောက်ကနေပြီး ထုံးကြီးသရောင်းစားလို့ဝင်ပြီးတော့ရေးသွားတဲ့ကွန်းတန်ကိုစက်ပလင်ရှက်ရိုက်ပြီးတော့မဟုတ်ရပါဘူးတခါတကမတို့ရဲ့ကလေးတွေအတွက်အလှငွေလိုအပ်နေလို့ပါကွယ်မလူနိုင်ရင်တော့ရှယ်ပေးပြီးကူညီလို့ရပါတယ်ဆိုတဲ့ကက်ပရှင်စာကိုအဆက်မရှိရေးပြီးဆက်ပြီးအလှခံနေပါသေးတယ်ဒီလိုအဆက်မရှိတဲ့အလေးစီတွေဖျားရှင်တက်တော်ထင်ရှားရှိစဉ်တော့ကများရှိကြရင်ကိတာဒေဝီအရက်ကပုံကိုယ်ရင်းနဲ့အတူတူ တို့နဲ့ရိုက်ပုတ်ပြီးသာသနာတော်အတွင်းလာနေခွင်းမောင်းွယ်မောင်းမောင်းချခံမှာပေးကြပါလေ။ဒါကြောင့်လည်းဘုရားရှင်ကအဲ့ဒီလိုအလေးစီသာသနာပြတ်ပုဂ္ဂိုလ်ကြီးရံကနေကာကွယ်ဖို့အတွက်ဓမ္မသင်္ကေတပီကာမှာဆိုရင်လေရှင်ဟန်းတွေအနေနဲ့ကလေးမထင်ရဘူးမပွေချီရဘူးလို့ဒီလိုအလေးစီတွေရဲ့ရံကနေကာကွယ်ပြီးတော့ကြိုတင်ပြီးပြင်ရချက်ထုတ်ခဲ့တာဖြစ်ပါလိမ့်မယ်။အရှက်မရှိကလေးပွေချီရုံနဲ့မကဘူးထိမ့်ပေးနေရုံနဲ့မကဘူး။ ်မိမနဲ့ဒီဟာဆိုတာကြီးဖွင့်ပြီးတော့ကလေးတွေကိုမွေးထားတယ်ပေါ်တင်လှုပ်ဆောင်နေကြပြီဒီတော့သာသနာတော်ကြီးနဲ့ပတ်သက်ပြီးလုံပိုင်권ရှိကြသောပုဂ္ဂိုလ်များအနေနဲ့လည်းသာသနာတော်တန်ရှင်းရေးကိုတကယ်တကယ်လုံကြပြီဆိုရင်ခုလိုမိမနဲ့ဒီဟာတွေဖွင့်ပြီးတော့သာသနာတော်ကိုညှို့နှောင်းအောင်ဖြစ်ဖြစ်ရောက်ရောက်ရေရေတင်းတင်းလုံနေတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ပြီးပြီးတော့ဖះရှင်ရဲ့သာသနာတော်ကညှင့်ထုတ်ပြဖို့ယုံတည်လေးစွာစွာတယောက်ထပ်အပ်ပါတယ်ခင်ဗျာ လာကြနေဒီဗီဒီယိုမှာလည်းလူတယောက်ကနေမြင်ရတာကြက်တွေတုံးလိုက်တာသာသနာပြေကရုံးတွေတန်တာရဝိတ္တဒုက္ခတော်ဆိုလို့ဘုမန်ရည်သွားတာကိုဆက်ပြန်ပြောရိုက်ပြီးတခါတကမတွေကလေးတွေအတွက်နုံမုံဘူးလေးလိုအပ်နေလို့အလှခံရတာပါပဲပြောရဲလိုက်ကြတာဆိုပြီးကာရှင်လေးထပ်ရည်ပြီးတော့အဆက်မရှိထပ်ပြီးအလှခံရမှာဒီလိုအဆက်မရှိတဲ့အဲ့ဒီစီတွေကိုပဲမာကန္တံဆရာတော်ဖရာကြီးအရှင်စနကဘိဝန္တလား ဘယ်လိုဆုံးမခဲ့တယ်လဲဆိုတော့သာသနာ့ဘောင်မှာနေရင်ခန့်ခန့်ညာညာနေကြအိန္ဒြေတိတ်ခါမဲ့မတောင်းကြနဲ့လို့ဆရာတော်ဘုရားကြီးကအဲ့ဒီလိုပြင်းပြင်းထန်ထန်ဆုံးမတော်မူခဲ့တာဟာဒီလိုအလေစီတွေကိုရည်ရွယ်ခဲ့တာလားလို့တောင်းထင်မြင်ယူဆမိဒီလိုပုံကိုယ်တွေဟာအရက်လေးညံနာကိုကြည့်ပြီးဆွမ်းစားတဲ့ပုံကိုယ်မျိုးတွေဒီစကားကကြံကြီးစကားဖြစ်တဲ့အတွက်ဒါကိုရှင်းပြနေတော်တော်ရှင်းပါ နောက်ထပ်ဘလို့မှာဂျဟန်တွေဆွမ်းစားနေလေမျိုးဆိုတာကိုတင်ပြပေးပါဦးမယ်။အဲ့ဒီလိုအရက်လေးနဲ့နှာကိုကြည့်ပြီးထမင်းစားနေတဲ့ပုံစံကြီးဖြစ်ပါတယ်။ဒီမှာလဲဆက်ရမရှိဘူးလားခွန်ကြီးလို့အမေးခံရတာကိုပဲဆက်ရင်ရှော့ရိုက်ပြီးတော့မွေးကလေးကများရှက်ကြောနဲ့ချက်ကြောလွဲထက်ခံရတဲ့ပုံစံကြီးလားလို့ထင်ရတော့ထပ်မှန်ပြီးအရှက်မဲ့နေတာ။ပင်ကားဝတ်ပြီးရဟန်းကျင့်ဝင်ဝင်ကြီးနဲ့မင်းကြီးတဲ့ခွန်ကြီးတွေကို အဝီစီးကစောင့်နေတယ်လို့မာခန္ဒအောင်ဆရာတော်ဘုရားကြီးကသတိပေးခဲ့တာဒီလိုအမေစီတွေကိုပြောတာထင်ပါတယ်ဘုရားရှင်ကိုတော်မြတ်ကရဟန်းတွေလုံးဝမလုပ်ရတဲ့အလုပ်22မျိုးဆိုပြီးတော့အမေတနာ22ပါးကိုဆုံးမခဲ့တဲ့အထက်မှာအခုလိုကလေးထင်းရင်ပွေ့ချင်ခြင်းအလုပ်တွေမလုပ်ကြဘူးတားမြစ်ခဲ့ပါတယ်အဲ့ဒီလိုဘုရားရှင်ကမလုပ်ခနဲ့လို့တားတာကိုပဲဒီလိုပုံကိုယ်တွေဟာလုတ်လာလိုက်တာ၁၇ခုလောက်ရှိတယ်သူတို့မလုပ်တာ၅မျိုးလောက်ပဲရှိတယ် ဖယားရှင်ရဲ့စကားကိုတော်တော်နားထောင်တဲ့ပုဂ္ဂိုလ်လေးလို့ပြောရမှာပေါ့ဒုတ်တိလပါပဘိက္ခုဒီလိုဟာဒီပြောသူတို့မလုပ်လဲမိဘနဲ့ဒီဟာဒီမှာပုံလို့အကယ်၍ဘယ်သူမှမလုပ်လို့သူတို့လုံချင်တယ်ဆိုရင်တော့ဒီလိုလုံမျိုးတွေကိုလုံခွင့်ရတော့လူဝိကြောင့်ဘဝကိုရောက်ပထမဆုံးလူဝိလက်ဒီမှာလောက်ရမှာဖြစ်ပါအခုတော့တင်ငန်းကြပြီးလှုပ်ရှားရတာလွယ်ကူတဲ့အတွက်ဒီဝိစုံနဲ့ပဲအချက်မရှိမိဘနဲ့ဒီဟာဖွင့်နေတာဖြစ်ပါ ဘုရားရှင်ရဲ့သာသနာတော်ကိုအတွန်းလာဖြစ်အပြင်ကဖြစ်နေပြုတ်လို့ပြုတ်လို့ကျန်တော့တယ်ဆိုတဲ့မာခန္ဒံဆရာတော်ဘုရားကြီးရဲ့စကားဟာပြုထောက်အောင်မှန်ပါတယ်အခုလိုသာသနာတော်ကိုဝင်ပြီးအင်္ဂါဝေတိနဲ့သာသနာဖြစ်တာဟာခွင်းကြိုက်တာထက်နာပါဒီလိုပုံပုံလေးကိုကြည့်ပြီးဖောက်အောင်ဆရာတော်ဘုရားကြီးကဗာပြောတယ်ထင်တယ်။ပပိစိတဘာဝဒုံလဘောတဲ့။ရှင်ဟန်းဘဝရခဲ့တယ်ဆိုတာထက်ယဟန်ပီပီတတနေတဲ့ယဟန်ရောက်အင်တာခဲရင်နေမှန်တယ်။ တင်ရကိုအယောင်ဆောင်လုပ်တာဒီတယောက်ကတော့ငါရုံးမသားကြီးလူလိန်လေးလို့ရေးတော့မှန်ပါတယ်လိန်တာပေါ့တင်ကဆဝဲကလေးကတန်တော်ဝိတ္တဒုက္ခတော့မောဇနာထာယပပ္ပဇံရာဇာမိဆိုပြီးတင်ကန်းကိုတော့လိန်ညာတောင်းပြီးတော့ဝတ်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီတော့တတ္တလောကသင်္ခါရလောကဩခါတလောကလောက၃ပါးမှာအမြတ်ဆုံးအတုမရှိသောဖယားရှင်ကိုရောမြတ်ကြီးကိုတောင်းမှလိန်ရဲတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် မိတ်ဆွေတို့ကျွန်တော်တို့လူလူဝတ်ကြောင်လေးအပေါ်မှာလိန်ရတာတော့သူတို့အတွက်ဘာမှအတိုင်းကြီးမှမဟုတ်တော့ဖခင်ကိုတောင်လိန်ရတဲ့ပုံစံတွေတောင်ရုပ်ညာတာလောကမှာမရှိနိုင်ပြောမယ်မိတ်ဆွေတို့ကျွန်တော်တို့လူဝတ်ကြောင်ဆိုတာကဘယ်တီလာတွေစောင့်ထိမ့်မှလဲဆိုတဲ့ဂတိအမခံချက်နဲ့လူဘဝရကြတာတယောက်မှမရှိဘူးထုံညံဆိုတာမရဘူးဘယ်လိုနေထိုင်မှလဲဆိုတဲ့ဂတိကဝအမခံတိပြုတ်ပြီးမှတင်ငန်းဝတ်ခွင့်ရခဲ့အဲ့ဒီတော့ဒီလိုပုံစံတွေဟာရှင်ရာကောင်းတော့အောက်တိုင်းကျ သာသနာနာဒီဘလော့မှာတော့ဒီလောက်ပါပဲလားနားထောင်ကျွန်တော်ဘလော့အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်လေမိတွေ့သမျှကြားသမျှတွေမင်းမတော်တိုင်းတော်မီတော့လေအောင်မင်းပဲဒုညာချလိုက်မယ်